ေတ္တာဘလို့ပို့မှာတော့မြတ်စွာဘုရားကတော့ရှင်းအောင်ဥမာလေးနဲ့ပြတယ်မေတ္တာထားတဲ့အခါဘလို့ထားရမှာတော့အဲ့ဒါမေတ္တာမထားတတ်တဲ့ပုံပေါ်ဒီထားတဲ့အောင်ဥမာပေးတာတူရီသောသားကိုမိခင်ဟာစောင်းလျှောက်သလိုမျိုးကောင်းစီခြင်းသလိုမျိုးဧကပုဒ္ဒံတယောက်သေးသောသားဟုတ်လားအဲ့ဒါရဲ့ပုံမှာမိခင်ဟာဘလောက်ကောင်းစီခြင်းမလဲ ဘေးရန်လည်းမတွေ့စေခြင်းမူ၊ကျန်းမာရေးလည်းမဖောက်ပြန်စေခြင်းမူ၊စိတ်ရှင်းရဲရလည်းမတွေ့စေခြင်းမူအဲ့လိုပဲတဲ့တတ္တဝါတွေရဲ့ပုံမှာတူဦးဒီသောသားရဲ့ပုံမှာထားတဲ့စိတ်ဓာတ်မျိုးထားရလေတဲ့နားမလည်တယ်ပါရှိရောခားမရှိဘူးနော်ကိုယ်ချင်းစာစိတ်နဲ့လည်းပဲမေတ္တာတရားထားရတယ်။ဒါကြောင့်မေတ္တာပို့ရင်ကိုကိုကိုအရင်ပို့ရတယ်။ဘာဖြစ်လို့တုံးဆိုတော့ ကိုဘလောက်ဘေးရန်ကင်းညင်တယ်လေဆိုတာကိုစဉ်းစားမိခြင်းဟာတတ္တဝါတွေလည်းဘေးရန်ကင်းညင်ကြမှာပဲဆိုတဲ့အတွေးကိုပေါက်စေတယ်။ကိုဘလောက်ကျမ်းမာရေးပေါက်ပြန်တာကိုကြောက်တယ်လေ။ကျမ်းမာရေးကောင်းကျင်တယ်လေ။ကိုဘလောက်စိတ်ဆင်းရဲမှုကိုကြောက်တယ်လေ။စိတ်ချမ်းသာခြင်းတယ်လေ။အဲ့ဒါကိုစဉ်းစားလိုက်ရင်အော်တတ္တဝါတွေအကုန်လုံးလည်းပဲကိုယ့်လိုပဲဆိုတဲ့စိတ်ထားလေးနဲ့နော်အခြေခံဒီအမြင်လေးတွေရှိရမယ်ဟုတ်လားမေတ္တာပို့တော့မယ်ဆိုရင်အဲ့ဒါကိုစူးစမ်းရမယ် မေတ္တာကိုခြုံရမယ်ကိုယ့်ရဲ့စိတ်လုံးကိုဘေးတွေအန္တရာယ်ဝင်ပြီးတော့မနှိမ့်ဆက်ဖို့မေတ္တာဘလို့ပို့မှာတော့ဇမားနဲ့လူတတ္တဝဟူသည်မြတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နဲ့ဖြာကျမ်းမာချမ်းသာကြပါစေလို့ကြည်နော်ပြီးရင်မေတ္တာတရားကိုယ့်ဘလောက်ထိလုံခြုံအောင်စောင့်ရှောက်တယ်လဲဆိုတာကိုကိုယ်ကိုယ်တိုင်တွေ့ရလိမ့်မယ်ဒီနေ့မှလုံခြုံအောင်စောင့်ရှောက်တယ်ဆိုတာကနှစ်ပိုင်းရှိတယ် ပြင်ဘက်ကမျက်စိနဲ့မြင်ရတဲ့ကြောင်းဘက်ဖွေရဘေးစိုးအန်ရရဲ့ဆိုမကြမရအောင်ကာကွယ်စောင့်ရှောက်နေစွမ်းရှိတယ်လို့လည်းမျက်စွာဖေးအတီလင်းဟောတယ်မေတ္တာရဲ့အစွမ်းတတ္တိကိုပြောတဲ့နေရာမှာဒါတစ်ဖက်မှာလည်းပဲဒီအတွင်းစိတ်ကိုဘေးဖြစ်စေတဲ့အန်ရဖြစ်စေတဲ့ကြောင်းဘက်ဖွေရဇာကဒေါသမောဟအစရှိတဲ့ရန်သူတို့ရဲ့နှိမ့်ဆက်ခံရခြင်းမှလည်းပဲလုံခြုံအောင်စောင့်ရှောက်နေစွမ်းရှိနေသေးတယ်အဲ့ဒီလုံခြုံမှုကပိုလေးနဲ့တယ် ပြင်ဘက်ကအန်လျေကိုလုံယုံအောင်စောင့်ရှောက်နိုင်တဲ့အစွမ်းတွေမကဘူးအတွင်းစိတ်ကိုပါအန်လျေဖြစ်စီမဲ့အရာတွေကနေကာကွယ်ပေးနိုင်စွမ်းလေရှိနေသေးတယ်မေတ္တာတရားရဲ့စွမ်းရည်ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ကနားလည်ပြီးတော့မေတ္တာပွားလို့စိတ်ကိုထက်သန်စေပြီးတော့မေတ္တာကိုပွားကြည့်ရတယ်